စားပင်ချစ်မြတ်နှုတ်သူများအားလုံးပဲမင်္ဂလာပါရှင်။ကျမဒီတခါဖက်ပြမျှဝေပေးခြင်းနဲ့ရတာစာတပုတ်ကတော့ဆရာအောင်စင်မင်းဤတွေ့ဆုံ ပုံရိပ်များစာအုပ်ထဲမှာပြိမငုတ်တို့ကဗျာရေးဖွဲ့ခဲ့တဲ့ပုံအကြောင်းကိုဆရာကြီးမင်းသူဝင်နှင့်တွေ့ဆုံကမေးမြန်းထားသော ပုံရိပ်ကလေးကိုဖက်ပြမျှဝေခြင်းပါတယ်ရှင်။ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစီရှင်။ပြိမငုတ်တို့ ေရွတ်တော့ငှက်လင်းဒတို့ပြင်းမငုတ်တူတက်ကြအိုသည်ကုန်းမူထွက်တွင်တပင်သည်ခွားစုံအကွေတစ်ကောင်းဆွေလဲအဖေးတက်လာအိုင်းအမာတို့ကျဲစွာဟက်ပက်ချအိမ်ပြက်ကုန်းမူကံပါမြေပက်ကြားတွင်စစ်သားခမောက်ပိန်ချောက်ချောက်လဲစိရောက်စခန်းလက်ပြညွန်းထိုးပင်ငုတ်တူ ြင်းမာဦးသည်စစ်ကိုလဲကြုံချအောင်လဲဖြင့်ဓာတ်ထင်လဲခံနေလျံလဲတိုက်နေပြင်းခိုက်လျက်မငိုက်ဦးကောင်းနှွေတစ်လောင်းတော့ရွက်ဟောင်းညာကျွေရွက်တိဝေ၍လေပြေတဲ့တွင်ငယ်ရုပ်စင်သည်အသင်ယောက်ျားကောင်းတကားမင်းသူ17ရက်တလ1949လေပြေတဲ့တွင်ငယ်ရုပ်စင်သည် တခတယံတဘာဝတံတခတယံဒုတိယကဘာစစ်ကြီးရဲ့တံပြင်းမှငုတ်တူတက်ကြအိုသည်ကုန်းမိုထက်တွင်ဒံယာတံချက်တို့ဖြင့်ပထဲဝီဝင်ဖြစ်နေသည်တမိုင်းဤအေးပါသောကြီးကျယ်မြင့်မြတ်သော တီနီယာပြုတ်ခဲ့သော ပြင်းမှငုတ်တူကပြားကိုရေးဖွဲ့ခဲ့သောကပြားဆရာကြီးဆရာမင်းသူဝန်ဤသို့မဟုတ်ဆရာမင်းသူဖုတ်ထရွတ်တော့ ငှက်လင်းဓာတ်သို့ပြင်းမငုတ်တူတက်ကြအိုသည်ကုန်းမိုထက်တွင် တပင်သည်အောင်စင်မင်းပြင်းမငုတ်တူကပြားကိုဆရာရေးနေတဲ့အချိန်ဟာ1949ခုဝင်းကျင်ဒါမှမဟုတ်ဆရာဖြတ်တန်းခဲ့ရတဲ့ခေတ်ဆရာဘဝဖြတ်တန်းခဲ့မှုအပေါ်ထင်ဟန့်လာခဲ့ရတဲ့ခေတ်သေးကဆရာရဲ့ကပြားစိတ်နဲ့ခံစားမှုကိုဘလို့စခဲ့တယ်ဆိုတာသိကျင်လိုက်တာပြင်းမငုတ်တူ တက်ကြအိုသည်ကုန်းမိုထက်တွင်လို့ဆရာခန်းစားရေးဖွဲ့ထားတယ်။ပြမငုတ်တူနဲ့တက်ကြအိုကိုတွဲရှက်ခန်းစားယူထားရင်းပြမငုတ်တူဆိုတဲ့ကဗျာဖြစ်တည်လာရပုံကိုပါကျွန်တော်သိမြင်ခွင့်ရကျင်လိုက်တာဆရာ။မင်းသူဝဒီလိုဗျအဲ့ဒီအချိန်ခါမှာ ကျွန်တော်တို့တက္ကသိုလ်ကျောင်းတိုက်ကကျွန်တော်တို့ဆရာတွေဟာဒီအရင်ကရန်ကုန်မြို့ထဲမှာစစ်ပြီးကားစနော် ရန်ကုန်မြို့ထဲကမကိုလန်းယခုရွှေဘုံသာလမ်းမှာကျောင်းကလေးလှုပ်ထားရတယ်။အဲ့ဒီကျောင်းကလေးကနေပြီးတော့တက္ကသိုလ်ကျောင်းတိုက်ရှိရာ ကျွန်တော်တို့ဘာခေါ်မလဲဗျာ။ဒီလမ်းကိုအဲတက္ကသိုလ်ရိတ်တာလမ်းမှာရှိတဲ့တက္ကသိုလ်ကျောင်းတိုက်ကို ကျွန်တော်တို့ပြန်လာရတယ်။ပြန်လာရပြီးတော့ကျွန်တော်တို့ကိုနဲ့ဆိုင်ရာဆိုင်ရာအိမ်ကလေးတွေမှာနေကြရတယ်။ အဲ့ဒီမှာကျွန်တော်နဲ့ဆရာဇော်ကြီးနဲ့ကညနေပိုင်းကြာရင်လမ်းလျှောက်ထွက်ကြတယ်။လမ်းလျှောက်ထွက်တော့ဘဲကိုထွက်တာများတယ်လဲလို့ဆိုတော့အခုနိုင်ငံခြားဘာသာအသင်နဲ့တက္ကသိုလ်ရှိတဲ့နေရာကဟိုတုန်းကကွက်လက်ကြီးဗျ။ကွက်လက်ကြီးတယ်မကဘူး။အခုတလောမြေတွေဖို့ထားလို့ဂျိုင်ကြီးဗျ။ဂျိုင်ကြီး။ငကိုတုန်းကဂျိုင်ကြီး။အဲ့ဒီဂျိုင်ကြီးတဲကိုကျွန်တော်တို့ကလမ်းလျှောက်တယ်။ဂျိုင်ကြီးတဲမှာတစ်ပင်တွေဘာတွေမရှိဘူးလားဆိုတော့ မရှိဘူးဗျဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဂျိုင်းခွက်ကြီးတွေထဲမှာစစ်အတွင်းကစစ်သားတွေသူတို့ကိုလိုနီစစ်သားတွေဖြစ်မှာပေါ့ဗျာသူတို့ကဒီမှာစခန်းချကြတယ်တဲတွေတဲတွေထိုးပြီးသူတို့ကနေသွားတာနေသွားတော့ကွက်လက်ကြီးကလမ်းလျှောက်လို့ကောင်းတယ်ဗျအဲ့ဒီကွက်လက်ကြီးလွန်တော့မှကုန်းတန်းကြီးရှိတယ်ဗျအဲ့ဒီကုန်းတန်းကြီးပေါ်မှာမှဒီတစ်ပင်တစ်ပင် ပြင်းမပင်ပဲဖြစ်ပါလိမ့်မယ် ကျွန်တော်ထင်နေကျွန်တော်ကနောက်တော့ပြင်းမပင်လို့ပဲရေးတော့ပြင်းမပင်ပဲဖြစ်မယ်အဲ့ဒီပြင်းမပင်ကြီးဟာငုတ်လို့ကြီးဗျစစ်အတွင်းကသူကခုတ်ငါကခုတ်အခုတ်အမျိုးမျိုးခံပြီးတော့လာခဲ့ရတဲ့ပြင်းမပင်ကြီးအဲ့ဒီပြင်းမပင်ကြီးကိုမြင်တဲ့အခါကျတော့ညနေတိုင်းလမ်းလျှောက်ရင်းနဲ့ဒီပြင်းမပင်အနားမှာခြားလဲခြားလဲနဲ့လမ်းလျှောက်တဲ့အခါမှာပြင်းမပင်ကြီးကြည့်ရင်းနဲ့စိတ်ထဲမှာဖြစ်ပေါ်လာတာ ြင်းမငုတ်တို့ကဗျာရေးပြစ်လာတာမင်းသူ့ကိုဂွားစုံအကွေတခေါင်းဆွေလဲအဖေးတက်လာအိုင်းအမားတို့ကျဲစွာဟက်ပက်ချအိမ်ပြဲအောင်စင်မင်းအဲ့ဒီလိုဆရာကဗျာတဲကပြင်းမငုတ်တို့တက်ကြအုံနဲ့တွဲရှင်ခန်းစားထားတဲ့ဂွားစုံအကွေတခေါင်းဆွေလဲအဖေးတက်လာအိုင်းအမားတို့ကျဲစွာဟက်ပက်ချအိမ်ပြဲလို့ပြင်းမငုတ်တို့ဘောကအနှိတ်ထားယုံ ဒါမှမဟုတ်ခရီးစဉ်တွေကလောကဒဏ်ရာအနာတရရှိခဲ့မှု၏ဒါမှမဟုတ်ပြင်းမငုတ်တူဘူးတစ်ကြားအုံနဲ့နှိုင်းဆလာရတာနဲ့အတူချအိမ်ပြက်လို့ပေါ့ဘာဖြစ်လို့ဆေးရနှလုံးသားမှာတင်စားလာခဲ့မိရတာပါလဲဆရာအဲ့ဒီကာလလောက်စီကဆေးရရဲ့စိတ်မင်းသူကိုစိတ်ထဲမှာဖြစ်ပေါ်လာတာတို့တိုင်းပြည်နဲ့ဒီပြင်းမဘင်းကြီးဟာတူတယ် ို့တိုင်းပြည်နဲ့ပြင်းမပင်ကြီးဟာကန့်ကြမာချင်းနဲ့တူတယ်ဘလို့တူတယ်လဲဆိုတော့စီကြီးရောက်ပြီးတော့တိုက်တဲ့အခါမှာတို့တိုင်းပြည်ဟာ ပြာကျသွားတယ်လို့ဒီပြင်းမပင်ကြီးဟာလည်းပဲအကိုင်းမရှိ အခက်မရှိ သူကဓာတ်နဲ့ခုတ်သွားငါကချိုးသွားနဲ့တခါတည်းကိုငုတ်တူကြီးဖြစ်နေတယ်ငုတ်တူကြီးဖြစ်နေတော့တို့တိုင်းပြည်နဲ့တူတာပဲဆိုပြီးလမ်းလျှောက်ရင်းနဲ့ကျွန်တော်တို့ဗမာလူမျိုး အဲ့ဒီဂျပန်တွေလာပြီးတော့နေတဲ့အခါမှာကျွန်တော်တို့လူမျိုးကိုအမျိုးမျိုးသူတို့ညှင်းဆဲနှိပ်စက်တယ်ဗျဂျပန်တွေကဟိုမသွားရဘူးဒီမသွားရဘူးဒီလိုနေရမယ်ဟိုလိုနေရမယ်ကျွန်တော်တို့ကွန်းချန်ကုန်းကရန်ကုန်ကိုတက်လာတာတောင်းမှလက်မှတ်ယူခဲ့ရတယ်ဟိုသူတို့အုတ်ချုံရေးဘက်ကလက်မှတ်လေးတွေယူလာရတယ်ရန်ကုန်စိတ်ကန်းကိုရောက်ရင်ဒီလက်မှတ်ကလေးတွေကိုပြနိုင်မှမပြနိုင်ရင်ရန်ကုန်နဲ့မဝင်ရတဲ့အပြင် သူ့ကိုပါဖမ်းပြီးတော့တက်တိမ်မှာကျူးနဲ့တုတ်ပြီးတော့နေပူလှမ်းတယ်။နေလှမ်းတယ်။အဲ့ဒီလိုခံရတယ်။အဲ့ဒီလိုဂျပန်ရဲ့အနှိမ့်ဆက်ကိုအမျိုးမျိုးခံခဲ့ရတယ်။အညင်စဲခံနေရတာတွေကချစားလို့တစ်ပင်ကြီးဟက်ပဲကြီးဖြစ်နေတယ်လို့ကျွန်တော်တို့တိုင်းရင်းသားတွေဗမာလူမျိုးတွေမှလည်းပဲသူတို့ညင်စဲလို့သူတို့ချစားလို့ကျွန်တော်တို့ကကျမ်းမာရေးနဲ့မပြည့်စုံလို့ဟက်ပဲကြီးဖြစ်နေတယ်။ကျမ်းမာရေးလည်းမကောင်းဘူး။ ငွေရည်ကြီးရည်ဆိုတာလည်းမကောင်းဘူးစားဖို့တောက်ဖို့စပားဆိုင်ရည်ဆိုတာလည်းမကောင်းဘူးစီးပွားရည်ရောပညာရည်ရောကျမ်းမာရည်ရောလူမှုရည်ရောဇာတိတရော အကုန်လုံးကျွန်တော်တို့ကကြဆင်းနေတဲ့ဘဝကိုသဘောပေါက်အောင်ဆိုပြီးတော့ခွားစုံအကွေတစ်ခေါင်းဆွေးလဲအဖေးတက်လာအိုင်းအမာတို့ကျဲစွာဟက်ပက်ချအိမ်ပြဲလို့ချအိမ်ပြဲကြီးနဲ့တူနေပြီတဲ့ သို့တော်လဲကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးအရက်ဒေတာအကုန်လုံးကချအင်ပြကြီးနဲ့တူးနေတယ်ချအင်ပြကြီးနဲ့တူးနေတယ်ချအင်အကောင်းမဟုတ်ဘူးနော်အပြက်ဟိုကလာပြီးဗျမ်းဗရာဖြစ်နေတာမရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ဘဝကိုပြောချင်တာပါပဲဗျာတကယ်တော့ဟိုသိင်းဗျာဒီတကယ်တော့ဒီချအင်ကိုတလောက်ပြောချင်တာမဟုတ်ဘူး ကျွန်တော်တို့ဒီပြင်းမှငုတ်တိုးဆိုတဲ့ဒုက္ခကြီးနဲ့ခံစားနေရတဲ့ဗမာနိုင်ငံကြီးမှာချနေတူတဲ့ဟိုဟာတွေကဝင်စားလိုက်ဒီဟာတွေကဝင်စားလိုက်ဥပမာဆိုပါတော့ဗျာဂျပန်တွေကဝင်ပြီးတော့ဒုက္ခပေးသွားလိုက်အင်္ဂလိပ်တွေကဒုက္ခပေးသွားလိုက်အဲ့ဒါလိုဒုက္ခပေးသွားတာတွေဟာချအိမ်ကြီးရဲ့ချတွေကတစ်ပင်တွေကိုဒုက္ခပေးတယ်လို့အဲ့ဒီကိုလိုနီ အစိုးရတွေကလည်း ခုနကပြောတဲ့ဂျပန်တွေကအင်္ဂလိပ်တွေရောဒုက္ခပေးတာပြောချင်လို့ချအိမ်ပြဲလို့ရေးတာဒီဟိုသင်းတွေကကိုလိုနီစစ်တွေက လုံလို့နေမကဘူးချနဲ့တူတဲ့ချစားနေတဲ့တိုင်းပြည်မှာလူတွေကလည်းပဲလက်စားလို့ငွေယူလို့ထင်ရလုံလို့အဲ့ဓာတွေကလည်းအများကြီးရှိတယ်အဲ့ဓာတွေလည်းပဲပါစီချင်လို့ချအိမ်ပြဲလို့ရေးတာဗျချစားတာကိုပြချင်တာ အဲ့တော့အဲ့ဒီလိုပေါ့ဗျာကျွန်တော်တို့တိုင်းပြည်မှာစစ်ကလည်းဒုက္ခပေးတယ်နောက်ပြီးတော့လူကြီးတွေကလည်းလူကြီးတွေတွေမကဘူးပတ်စံရှိတဲ့လူတွေယာရုရှိတဲ့လူတွေအဲ့ဒီလူတွေကချအိမ်လူချလူဖြစ်ပြီးတော့ကျွန်တော်တို့တိုင်းပြည်ကိုစားနေကြတာမင်းသူကုန်းမူကံပါမြေပက်ကြားတွင်စစ်သားခမောက်ပိန်ချောက်ချောက်လဲစစ်ရောက်စခန်း လက်ပြညွန်းအောင်စင်မင်းဒုတိယကဘာစစ်ကြီးကိုဆရာနဲ့ဆရာတို့အသက်အရွယ်တွေကြုံခဲ့ရတယ်ဒုတိယကဘာစစ်ဒါမှမဟုတ်ကုန်းမူကံပါ မြေပက်ကြားတွင်လို့ဆိုထားရကနေစစ်ရောက်စကန်လက်ပြညွန်းလို့လဲဆရာရဲ့ပြင်းမငုတ်လို့ကဗျာမှာမှတ်ချက်တွေ့ရတယ်ဘာဖြစ်လို့အဲ့ဒါလို့မှတ်ချက်ကိုစွဲလာမိလိုက်ရတာပါလဲဆရာမင်းသူ့ကိုအဲ့ဒီလိုဖြစ်နေတဲ့တစ်ပင်ကြီးနားမှာ စစ်သားခမောက်ပိန်၆၆တွေကစူတာကတော့ဗမာတပ်မတော်ကလည်းပဲနေချက်အင်္ဂလိပ်ဂျပန်တို့ကိုတိုက်ရမှာပြင်းပြင်းပန်းပန်းနဲ့ပေါ့ဗျာစစ်တလင်းတပီလို့စစ်တလင်းကြီးဖြစ်ပြီးတော့စစ်တလင်းတဲကစစ်သားလေးတွေက ခမောက်ကလေးတွေစူပါတော့ဗျာအညင်စဲခံရလို့ရန်သူကညင်စဲသွားတာနဲ့စစ်သားခမောက်လေးပိန်၆၆လေးတွေကကျွန်တော်တို့စစ်သားတွေဒုက္ခရောက်နေတာကိုပြတာ စစ်ရောက်စခန်းပေါ်ဗျာစစ်ပွဲအနှိဋ္ဌာယုံတွေ ဖြစ်ခဲ့တယ်စိုးမွေစိုးမွေစိုးမွေကုန်းပေါ်မှာမဟုတ်ဘူးမြေပက်ကြားအထက်မှာတချမ်းဟာတွေဘယ်ရောက်နေလဲဆိုတာကျွန်တော်မသိဘူးအဲ့ဓာတွေကြံခဲ့တာတို့လူမျိုးတိုင်းပြည်ကိုအသက်ပေးခုခံကာကွယ်ကြသူတွေတောင်ဒုက္ခရောက်ခဲ့တာများနေပြီမင်းသူထိုပင်ငုတ်တူပြင်းမအိုသည်စစ်ကိုလဲကြုံ ချအောင်လဲဖြစ်ဓာတ်ထစ်လဲခံနေရှံလဲတိုက်လေပြင်းခိုက်လျက်မငိုက်ဦးကောင်းနှွေတစ်လောင်းတော်ရွက်ဟောင်းညာကျွေရွက်တစ်ဝင်၍လေပြေတဲ့တွင်ငယ်ရုပ်စင်သည်အသင်ယောက်ျားကောင်းတကားအောင်စင်မင်းတကြအုံနဲ့ထတ်တူဖွဲ့လာတဲ့ပြင်းမငုတ်တူဟာစစ်ကြီးနဲ့စစ်ကြီးကပေးတဲ့စိုးမွေကိုကြုံခဲ့ရတယ်တခါတော့က ြင်းမငုတ်တို့ကိုငေယုံစင်ကြည့်ရင်အကိုင်းအခက်အလက်အရွက်တွေနဲ့ဝေခဲ့ရပြီလိမ့်မယ်နော်ဆရာတဘာဝတရားကိုမလွန်ဆန်နိုင်တဲ့ဇရာကြီးမျိုးမဟုတ်တဲ့စစ်ကြီးရဲ့ဒံယာတန်ချက်ယူပါပဲလားဆရာဒါပေမဲ့ဆရာကဆရာနှလုံးသားထဲကကြွေကြလာတဲ့နှွေသစ်လောင်းတော့ရွက်ဟောင်းညာကြွေရွက်သစ်ဝင်၍လေပြေတဲ့တွင်ငယ်ရုပ်စင်သည် အသင်ယောက်ျားကောင်းတကားလို့ဆိုထားတယ် ပြင်းမငုတ်တူကိုဘာဖြစ်လို့အတင်ယောက်ျားကောင်းတကားလို့ဖွဲ့လာမိတာလဲဆရာပြင်းမငုတ်တူကအဲ့ဒီမှာဘာကိုကိုစားပြုထားတဲ့တင်ကိတာဖြစ်မလဲဆရာမင်းသူဟုတ်တယ်ဟုတ်တယ်အဲ့ဒါလို့စစ်ကြီးခုနကပြောသလိုပြင်းမငုတ်တူပေါ့ကျွန်တော်တို့တိုင်းပြည်နဲ့ကျွန်တော်တို့လူမျိုးတွေဒုက္ခအမျိုးမျိုးခံကြရတယ်ပြင်းမဘင်းကြီးဟာအကိုင်းမရှိ အခက်မရှိတခါတည်းကိုငုတ်တူကြီးဖြစ်နေတာ လမ်းလျှောက်ရင်းနဲ့ဒီသစ်ပင်ကြီးကရွက်နုကလေးတွေထွက်ထွက်လာပြီးတော့တခါတည်းပြိုးရွယ်သလိုဖြစ်လာတာကိုမြင်တော့တို့တိုင်းပြည်ကလည်းပဲစစ်ကြီးဒုက္ခမျိုးစုံ တွေ့ခဲ့ရပြီမဲ့လဲဒီအချိန်တစ်ချိန်ကြာရင်ပေါ့နီတို့လည်းပဲလွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပြီးတော့ဒီပြစ်မှငုတ်တူကြီးအရွက်တွေစီစီကားကားနဲ့ဖြစ်လာသလိုတို့လည်းဖြစ်လာမှာပါပဲလို့စိတ်ထဲမှာဖြစ်တယ်ဗျအဲ့ဒီဖြစ်နေတော့မှ လေပြေတဲ့တွင်ဆိုတော့လေပြေဆိုတာကဟိုတုန်းကကျွန်တော်တို့အဲ့ဒီခက်အဲ့ဒီအခါတုန်းကဗြိတိရှားတွေအုပ်ဆိုးတဲ့အိန္ဒိယနဲ့ဗမာပြည်တို့ကလိုလဲပဲဗြိတိရှားကိုလိုနီအစိုးရကို ပြန်လှန်တိုက်ခိုက်နေတဲ့အချိန်နောက်ပြီးတော့အာရှတိုက်တောင်ပိုင်းနဲ့အရှိတောင်ပိုင်းကိုကြီးလိုက်လို့ရှိရင်လည်းပဲအင်ဒိုနီးရှားမှာဆိုရင်အဲ့ဒီကျွန်းစုတွေမှာရှိတဲ့ dash လူမျိုး ကိုလိုနီအစိုးရကို ပြန်ပြီးတိုက်ခိုက်နေတဲ့ခေတ်နောက်ပြီးတော့အင်ဒိုချိုင်းနာခေါ်တဲ့ကမ်ဘောဒီးယားတို့ဗီယက်နမ်တို့ဟာလည်းပဲပြင်သစ်ကို ပြန်ပြီးတိုက်ခိုက်နေတဲ့ခေတ်အဲ့ဒီတော့သူများနိုင်ငံကရဲရဲရင့်ရင့်ဝင့်ဝင့်ဆားဆားနဲ့တိုက်နေတဲ့အဲ့ဒီလေပြည်တွေဟာတသုံးသုံးတိုက်နေတဲ့အခါမှာတသုံးသုံးတိုက်ခတ်နေတဲ့အခါမှာတို့ကလည်းပဲဒီလေပြည်တွေလို့တို့လည်းပဲတိုက်မှာပဲဖြစ်မယ်ဆိုပြီးတော့ လေပြေထဲမှာဒီပြင်းမငုံကြီးဟာကျွန်တော်တို့တကယ်ဟိုးဥဒုယာတီထဲမှာတိရွက်ကလေးတွေထွက်ပြီးတော့ပြူရွယ်တဲ့ပုံပေါ်လာသလိုငါတို့ဗမာလူမျိုးတွေကလည်းပဲတိုင်းရင်သားတွေအားလုံးကလည်းပဲအခုလို dash ကို ပြင်သစ်ကို ပြန်တိုက်နေတဲ့လေပြေထဲမှာငါတို့လည်းပဲဗြိတိရှကိုလိုနီစနစ်ကိုပြန်တိုက်ခိုက်ဖို့အသင့်ဖြစ်နေပြီအဲ့ဒါကြောင့်တို့ဟာတို့လည်းပဲ ။အိုမင်းမစွမ်းဘဝမဟုတ်တော့ဘူး။လေပြေလောင်းလာပြီ။လေပြေလောင်းလာတဲ့အတွက်ကြောင့်ဟိုအရက်ဒီအရက်ကကိုလိုနီစစ်ကိုပြန်တိုက်ခိုက်လာပြီ။ပြိုးပြိုးရွယ်ရွယ်တန်တန်ဆွန်းဆွန်းနဲ့ဖြစ်လာပြီဆိုပြီးတော့လေပြေတဲ့တွင်ငယ်ရုပ်စင်သည်အသင်ယောက်ျားကောင်းတကား။ဒီပြင်းမှငုတ်တူကြီးယောက်ျားပီပီအာဇာနီပီပီတခါတဲ့ငယ်ရုပ်စင်လာသလိုငါတို့မြန်မာလူမျိုးဟာလည်းပဲဂျပန်ခင်မှာ တော်ကြာချွေတက်ကဆွဲသွားလိုက်ဟုတ်တယ်မဟုတ်လားအဲ့ဒီလူဟိုပြေးရဒီပြေးရဟိုခံရဒီခံရနဲ့ကျွန်တော်တို့ယူရီးယားယခုထိုင်သွားတဲ့လမ်းဆိုရိုက်ခိုင်းတာအဲတန်ဖြူဈေးရလမ်းအဲ့ဒီတန်ဖြူစေးရလမ်းကိုခမည်းတော်ကျွန်တော်တို့တိုင်းပြည်ကဗမာလူမျိုးတွေတဲကတန်တန်ဆွမ်းဆွမ်းရှိလို့ရှိရင်ထွက်ခဲလို့ဆိုပြီးတခါနဲ့ဂျပန်ကဆွဲတာချွေးတက်ဆွဲတာကျွန်တော်တို့မြို့တွေကဆိုရင်၄-၅ယောက်ပါသွားတယ် ကျွန်တော်တို့ကွန်းချံကုန်းက၄၅ရောက်တောင်ကချင်းမှကမှာပါကျွန်တော်သိတဲ့လောက်ပြောတာတချို့ကလည်းဖျားပြီးတော့ပိန်ချောက်ပြီးပြန်လာတယ်ပြန်လာတဲ့သူတွေလည်းကျွန်တော်တို့တွေ့ရတယ်အခုတော့လေလေပြည်တွေကတိုက်လာပြီဒီလေပြည်တွေတိုက်လာတဲ့အခါမှာ ကျွန်တော်တို့လူမျိုးတွေဟာလည်းအခုအိုမင်းမစွမ်းဘဝကြီးကနေလွတ်ပြောင်းတော့မယ်ဒီတော့လေပြည်ထဲမှာငယ်ရုပ်စင်မှဖြစ်တော့မယ်လို့အားပေးခြင်းနဲ့အတွေ့အကြုံပြင်းမှငုတ်တို့ကို ကျွန်တော်အားပေးတဲ့အနေနဲ့လေပြေထဲတွင်ငယ်ရုပ်ဆင်သည် အသင်ယောက်ျားကောင်းတကားလို့ပြောတာကတို့လူမျိုးလဲပဲယောက်ျားကောင်းတွေပဲအာသာနီတွေပဲဒါကြောင့်မို့ဒီကိုလိုနီအစိုးရကို ပြန်ပြီးတိုက်ခိုက်ဖို့အသင်ဖြစ်ကြပါလို့ပြောချင်လို့တိုက်ရိုက်မပြောဘဲနဲ့အသင်ယောက်ျားကောင်းတကားလို့ဆိုလိုက်တာအဲ့ဒါပဲဗျကျွန်တော်တို့ចောင်းသားများတက်မကကစတဲ့ចောင်းသားတပိတ်တွေလဲပါတယ်ပေါ့ဗျာ လူငယ်တွေအဲ့တော့ကျွန်တော်တို့တက်ဒီတက်ကြအိုကြီးတွေတောင်မှအချိန်တိုင်းရင် အရွက်နုကလေးတွေထွက်လာပြီးတော့ဆူဆူပြေးပြေးဖြစ်လာခဲ့ရင် လူငယ်တွေဟာ ပြောဖို့တောင်မလိုတော့ဘူးအလိုလိုပဲတက်တက်ကြွကြွနဲ့စီစီကားကားနဲ့လှုပ်လှုပ်ရွရွစိတ်သက်ရှင်သန်နေရမယ်ထက်မြက်နေရမယ်အဲ့ဒါပဲဗျကျွန်တော်တို့မြန်မာနိုင်ငံဆိုတဲ့တိုင်းပြည်ဒုက္ခတွေအမျိုးမျိုးရောက်လို့ အိုယုအိုနာဖြစ်နေရတဲ့ဘဝတွေကနေပြီးတော့လွတ်လပ်ရေးအတွက်တိုက်ပွဲတိုက်ကြတော့မယ်ခိုက်ကြတော့မယ်အောင်စီအောင်မောင်းတီးတော့ငယ်ရုပ်ဆင်းလာတယ်ကျွန်တော်တို့တိုင်းပြည်အိုမင်းမဆွမ်းဖြစ်တဲ့ရုပ်ပုံကနေပြီးတော့ချက်ချင်းပဲတန်တန်ဆွဆွနဲ့တက်တက်ကြွကြွဖြစ်လာတာကိုပြောချင်တာပါကဗျာဆရာကြီးဆရာမင်းသူဝန်ဤပြင်းမငုတ်တူကဗျာ၌ခစ်ကိုစူးစီးပေါင်းချုပ်ပြတာထားခြင်းဖြင့်လူအဖွဲ့အစည်း၌ ဖွင့်ဖြိုးတိုးတက်ပြင်းမငုတ်တူမှရွက်နုများသို့မဟုတ်တင်ကေတလှေကားထင်များကိုလည်းတွေ့ရသည်1949ဇန်နဝါရီလ17ရက်၌ရေးဖွဲ့ခဲ့သော မရေးဖွဲ့မီခန်းစားထိတွေ့ခဲ့ရသော စကားမပြောတတ်သော ပြင်းမငုတ်တူကိုစကားပြောခိုင်းစေခဲ့သောကဗျာဆရာဤကိုစားပြုရုပ်ပုံလွှာများစွာဖြင့်ပါ ကျေးဇူးတင်ပါတယ်ရှင်။ကျမယခုဖတ်ပြပြီးခဲ့သောဆရာကြီးမင်းသူဝန်ဤပြင်းမငုတ်တူကပြားဖြစ်တည်မှုကိုဖော်ပြထားသောလေးပြေတဲ့တွင်ငယ်ရုပ်ဆင်သည်တွေ့ဆုံပုံရိပ်ကလေးဒီမာရင်ပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသောစာပေချစ်မြတ်မှုသူများအားလုံးဘေးကင်းလုံခြုံကြပါကြပါစေ။ကျမတို့ရဲ့ channel နည်းကိုလည်း like ခံ subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ကျမကနှင်းစီပါရှင်။